မင်္ဂလာနေ့လည်ခင်ဗျာခင်ဗျာလူ့မြန်မာသတင်းဌာနရဲ့နေ့လည်ပိုင်းထူးခြားတဲ့သတင်းအစီအစဉ်တွေကိုကျွန်တော်ကိုစောကတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတွင်းမှာဖြစ်ပေါ်နေတဲ့ online ချဖြန့်ငွေလုံငန်းအနေနဲ့ပတ်သက်တဲ့လွတ်တော်ဆိုင်ရာဈာနာပတိရကိုအမေရိကန်နိုင်ငံအောက်လွှတ်တော်မှာပြုလုပ်ခဲ့ရမှာလွှတ်တော်မတ်တီကအစိုးရပေါ်တိုက်တွန်းခဲ့တာတွေအတွက်လေနာဒါဆောင်ရွက်ပေးနိုင်ဖို့မျှော်လင့်တယ်လို့ပြည်သူ့လွှတ်တော်ကိုစားဖို့ကော်မတီ CRPH ကမနေ့နိုဝင်ဘာ22ရက်မှာထုတ်ပြန်ပါတယ် မြန်မာနိုင်ငံက online ကွယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့လွှတ်တော်ဆိုင်ရာကြားနာပွဲတရက်ကို American ပြည်ထောင်စုအောက်တိုဘာ9ရက်နေ့ကကျင်းပခဲ့တဲ့ပေါ်ကြိုးစားက American ဆိုရထံတိုက်တွန်းမှုတွေကိုအမြန်ဆုံးကောက်ထည်ဆောင်ရွက်ဖို့အတွက်လိုအပ်နေကြောင်း CRBase ကတိုက်တွန်းပြောဆိုပါတယ်မြန်မာအရေးဆောင်ရွက်နိုင်ဖို့ American Congress ကထိရောက်တဲ့လှုပ်ဆောင်ချက်တွေကိုချမှတ်နိုင်မယ်လို့ခိုင်မာယုံကြည်ကြောင်းလဲ CRBase ကဆိုပါတယ် နိုင်ငံဖြတ်ကျော်မှုကိန်းကိစ္စရဲ့ဖြစ်တဲ့ online ငွေလေလုပ်ငန်းတွေဟာကမ္ဘာတဝန်းကပြည်သူတွေရဲ့လုံခြုံမှုကိုစိုးစိုးရွားရားထိခိုက်နေတဲ့အတွက် ပြီးခဲ့တဲ့151ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံကချမှတ်တည်ပြုခဲ့တဲ့ဆုံးဖြတ်ချက်ကိုတက်ဆိုင်ရာဆိုးရွားတွေကအောက်ထက်ဖော်နိုင်ဖို့ဆက်လက်ကြိုးပမ်းကြဖို့ကိုလည်း CRPH ကနိုင်ငံတကာပါလီမန်အဖွဲ့ဝင်လွှတ်တော်တွေကိုထုတ်ပြန်ချက်ထဲကနေအလင်းနထားတိုက်တွန်းထားပါတယ်ဒါပြင်အာနာသိန်းစေယုစုကတိုင်းပြည်အာနာကိုချုပ်ကန်နေတာဟာမြန်မာနိုင်ငံနဲ့မြန်မာပြည်သူဒေသမှာက ကမ္ဘာတောင်းကပြည်သူတွေနဲ့နိုင်ငံတွေရဲ့အကျိုးစီးပွားဒီမိုကရေစီတရားဝင်စိုးမိုးရေးနဲ့အထုံးချုပ်ရေးကိုချိန်ချောင်းနေတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာဆရာနာရှင်စနစ်နဲ့စစ်ဗိုလ်ချုပ်တွေရဲ့နိုင်ငံရေးအတွင်းပါဝင်နေမှုကိုအပိတန်ဆုံးသက်နိုင်ဖို့လက်တွဲလှုပ်ဆောင်ကြရင် နိုင်ငံကအတိုင်းအဝန်ကိုလေးနက်စွာထပ်လောင်းတိုက်တွန်းကြောင်းပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်ပြုကော်မတီ CR page ကထုတ်ပြန်ချက်ထက်မှအတည်ပြုထားပါတယ်။